ေဗာဘူးတိုက်ရှိအစ်အစ်ကိုဇာလာမလို့အပ်ပဲအီဆက်ဥဆောင်နိုင်ပြီလားအားလုံးလည်းငါပါခင်ဗျာ Grand Sports ကနေပြန်လည်ပြီးတော့ကြိုးစားလိုက်ပါတယ်အီဆန်နဲ့ Florian Vest နေအောင်ပေါင်းအတွက်ပေါင်း435သန်းပေးလိုက်တာတကယ်တန်ရဲ့လားအကြီးစားချင်းဖြစ်သွားပြီဆိုပြီးတော့မေကွန်ထုတ်ခံရလေဘောက်ပရိသတ်အတွက်ရေမောစရာမေကွန်ပြိုင်ပတ်အသင်းပရိသတ်တွေအတွက်ရီမောစရာဖြစ်ရပါ ဖလော်ရင်ဗတ်စ်ကပရီးမီးယားလိဘွဲတင်12ပွဲလွန်မြောက်ချိန်ထိ0ဂိုတော်ကြီးဖြစ်ခဲ့တယ်။အီဆက်ကလည်း5ဖန်တီးမှု2ချိန်ရှိနေလို့သာဖလော်ရင်ဗတ်စ်လိုမျိုး0ဂိုတော်ကြီးဘွားမရောက်ခဲ့ရတာပါ။ဒါပေမဲ့ဝက်ဆမ်နဲ့ဘွဲမှာအီဆက်ကလီဗာပူးကစားမဘွားပထမဆုံးပရီးမီးယားလိဒွင်းကိုပိုင်ဆိုင်ခဲ့ပြီးစာလာကိုခေါက်လိုက်ပြီးနောက်အီဆက်ဂိုးလက်ပွင့်ခဲ့တာပါပဲ။ဖလော်ရင်ဗတ်စ်ရဲ့5ဖန်တီးမှုမရသေးပေမဲ့အီဆက်ဂိုးမှာသူ့ရဲ့စွမ်းရည်ပါဝင်ပတ်သက်ခဲ့တယ်။စာလာအီဆက်ဖလော်ရင်ဗတ်စ်တို့ကြားမှာဟာမိုနီမှာဖြစ်လို့ လီဗာပူးတိုင်းစစ်ကပေါ်စီခြင်းလို့ကြောင်ယုတ်ထိုးဈေးကြောင်၄ဆိုသလိုဖြစ်ခဲ့ရပါတယ်။ပေါင်125တန်းနဲ့ဤဆက် ပေါင်126တန်းနဲ့ Florian Vest ကိုခေါ်ပြီးဒိုင်းစင်အင်အားချဲထွင်ပြီးမယ်။မထမ်းမြလာတဲ့ပြင်ရှင်ရင်းစွဲတန်ဖို့ပါမေးမိန်သွားတာပါ။လီဗာပူးပြားအနေစလို့အရေးပေါ်ဖြေရှင်းရမယ့်ပြဿနာတွေတဲ့ဤဆက် Florian Vest အယောင်မိန်ခြင်းကအဓိကဖြစ်ခဲ့။လီဗာပူးပြားအနေစလို့က Florian Vest ရဲ့အကောင်းဆုံးစွမ်းအင်ရရှိအောင်နမတန်ရိုးနောက်ချန်တိုင်းစင်မှုဘေတောင်မန်စတဲ့နေရာမျိုးစုံလှည့်သုံးပေမယ့်ထူးခြားမလာခဲ့ဘူး။ ။အီဆက်ကလေဘောက်ကိုပြောင်းချင်လို့လို့နယူကာဆယ်ကိုပုံကန်ခဲ့တယ်။အဲ့ဒီအကျိုးဆက်ကြောင့်နယူကာဆယ်ကလေးချင်ခံဆင်းခွင့်မပေးခဲ့ဘူး။အီဆက်ကတကိုယ်တည်းဖြစ်ခဲ့ပြီးတော့ယာစီကျိုးပြင်ဆင်မှုပါထိခိုက်ခဲ့ရပါတယ်။အန်နစ်လော့ကအီဆက်ကိုယုံကြည်လွန်းလို့လေဘောက်ကိုရောက်ချင်းသိမ့်မကြခင်မှာတုံးခဲ့တယ်။ဒါပေမဲ့အီဆက်ကယုံကြည်စိတ်ပြောင်းဆုံးနေတယ်။အပိုင်ခွင်းတွေလွဲချော်ခဲ့တယ်။သူရဲ့ AG တန်ဖိုးက1.8ပဲရှိနေခဲ့ပါတယ်။အီဆက်ကိုယ်တိုင်ယုံကြည်စိတ်ကြာဆင်းနေချိန်မှာလေဘောက်ရဲ့တိုက်စစ်အခင်းချင်းပြောင်းလဲကပိုပြီးတော့ဖိအားဖြစ်စေတယ်။ နျူကာဆယ်မှာတော့ကလို့သူ့ကိုတဲပြီးတော့ကစားတဲ့တိုက်စစ်မဟုတ်လို့အခွင့်အသိမရဘူးနျူကာဆယ်မှာတော့ကလို့အပိုင်ဖန်တီးပေးတဲ့တောင်ပိုင်းစားမတွေမရှိပါဘူးဇာလာနဲ့ဂက်ဘိုကချန်စကရီတာတွေမဟုတ်ပဲကိုတိုင်းဂိုးသွင်းသူတွေဖြစ်နေလို့အီဆက်အတွက်ကွင်းလင်ကဖန်တီးပေးတာတွေပဲမျှော်နေခဲ့ရပါတယ်ဝက်ဆမ်နဲ့ပွဲမှာတော့ဂက်ဘိုကကိုတိုင်းမကန်ပဲအီဆက်အတွက်ဖန်တီးပေးသွားခဲ့တာပါလီဘောင်ဒီယားစလော့ကအီဆက်ကိုယူရပြီးအီဆက်ဦးစားပေးတိုက်စစ်ကိုဖန်တီးနေတာဖြစ်ပါတယ်လီဘောင်ဒီယားပရမာသုံးပရီးမီးယားလိသွင်းကိုသွင်းယူခဲ့ပြီးတဲ့နောက် ပကုံးဘွားဖီအားကိုဖယ်ရှားနိုင်ပြီလို့အီဆက်ကြွေးကြော်လိုက်။အီဆက်ကစောင်းတန်းအသင်းနဲ့လီဖလားပွဲမှာလေဘောက်စားမဘွားပထမဆုံးသွင်းကိုသွင်းယူနိုင်ခဲ့တာပါ။ပြီးတော့ပရီးမီးယားလိသွင်းကိုတော့အခုတော့ဝက်ဆန်နဲ့ပွဲမှာမှသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့အကောင်းဆုံးပုံစံရဖို့ကျွန်တော်ကြိုးစားနေပါတယ်။အဝေးလိုနေတဲ့ဆွေမဲ့ဂိုးသွင်းနိုင်တဲ့အတွက်ကျေနပ်မိပါတယ်။ဒီနေ့တော့အကောင်းဆုံးခံစားမှုကတော့အသေးနိုင်ရခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ကတိုင်းစစ်မှုတယောက်ဖြစ်တာကြောင့်ဂိုးရင်းအများတန်းသွင်းဖို့လိုအပ်ပါတယ်လို့အီဆက်ကပြောကြားခဲ့ပါတယ်။ ဇာလာကိုခောက်ပြီးတော့ slot အသစ်ဖန်တီးလိုက်တဲ့တိုက်စစ်ကအလုံးဖြစ်ခဲ့ပါတယ်။ဒါမဲ့ slot ကဇာလာလီဗာပူးရဲ့အကောင်းဆုံးစားမဖြစ်နေစေလို့အရေးပါနေစေလို့ပြောခဲ့ပါတယ်။ဇာလာမရှိတိမ်မှာအစွမ်းပြခဲ့တဲ့ Isak နဲ့ Florian Vaz ကဇာလာပြန်ပါလာချိန်မှာဟန်ချက်မညီဘဲရုန်းကန်ရအောင်မလား။အနည်း slot တယောက်ခေါင်းချောင်းဖြည့်ရှင်းရအောင်ပဲပြဿနာပါပဲ။